ီမှာဆေးဝါးကုသမှုပြုတဲ့နေရာကိုစစ်ကောင်စီတက်ကန်ပြီးတော့အပြစ်မရှိအပြစ်ရှာပြီးတော့မတရားပြစ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုတဲ့တပ်တွေကမှတ်တမ်းမှာအကြမ်းဖက်စစ်ရာဇဝင်မှုလူအခွင့်အရေးချိုးဖောက်မှုတပ်တွေကမှတ်တမ်းဖြစ်ပါလို့ရှိတယ်။ကျွန်မယဒီအောင်ပါ ကျမကြီးဆောင်ရှောက်မှုစင်တာတစ်ခုကိုတိုက်ခိုက်မှုပြုခဲ့တဲ့စစ်ရာဇဝတ်မှုတပ်တွေကမှတ်တမ်းဖြစ်ပါလို့ရှိတယ်။နောက်ကမြင်ရတာကတော့ကျမကြီးဆောင်ရှောက်မှုပေးနေတဲ့ကတိလေးနဲ့စိတ်ယုံအခမ်းလူနာအခမ်းပဲဖြစ်ပါလို့ရှင်။ဟိုဘက်မှာရှိနေတာကတော့လူနာတွေအတွက်ခွဲစိတ်မှုပြုတဲ့ခွဲစိတ်ခံပဲဖြစ်ပါလို့ရှင်။ အောက်ဆီဂျင်အိုးအပါဝင်ပစ္စည်းကရိယာတွေကိုတိုလှောင်တဲ့နေရာပါဒါလေးကတော့ဓာတ်မှန်စာအခုတော့ဆိုင်းဘုတ်လည်းတစားစီဖြစ်သွားတယ်လို့စောင့်ရှောက်မှုပေးနေတဲ့လုပ်ငန်းစဉ်တစ်ခုလုံးနဲ့ခရိုခဲနဲ့ပြိုကွဲခဲ့ရတာပဲမတန်ဆွမ်းနေအတွက်ထားတဲ့အခုချင်းလေး ခုတော့သူကိုယ်တိုင်ပါမတန်ဆွမ်းတဲ့ဘဝကိုကြောက်သွားပြီပုံမှာစိတ်ရောကတိနေပျက်စီးဆုံးရှုံးမှုတွေရှင်လူသားတွေအတွက်ဖြစ်တည်မှုလူလောကတွေဝင်ရောက်လာဖို့အတွက်မိခင်ကောင်းတွေအတွက်တာဖွာကန်းခုတော့လေပျက်စီးမှုတွေတင်ပါရှင်ခွဲစိတ်ခံအပြင်လူမဝင်ရအောင် အခုတော့အထဲထဲကပျက်စီးဆုံးရှုံးမှုကိုဝင်ပြီးတော့ကြည့်လိုက်ပြည်သူတွေရဲ့ငွေနဲ့ဝယ်ထားတဲ့ခွဲဒီဒါစနစ်အဲ့ဒီအပေါင်းရေဒီခွဲစိတ်ခန်းထဲမှာရှိနေတဲ့များပစ္စည်းတွေဒါတွေအားလုံးအတွက်စစ်ကောင်စီကသူတို့မှာပဲအပြစ်ဝတောင်းရှိပါတယ် စကားလုံးနေနဲ့တောင်ပြောဖို့ရမလုံတော့တော့ကုသဆောင်းချောက်ကိုပြေးနေတဲ့နေရာအဲ့ဒီနေရာကိုဘုံကျဲတိုက်ခိုက်လိုက်လို့ပြည်သူတွေအများဆဲရဒုက္ခရောက်တယ်ဆုံးရှုံးပျက်စီးမှုရှိတယ်ဆိုရင်စစ်ကောင်စီနင်တို့ရည်ရွယ်ချက်ပြည့်ရလားပြည်သူများဆဲရဒုက္ခရောက်နေတာဟာမင်းတို့ရဲ့ဥတီချက်ဆိုရင်နေတဲ့အတိုင်းမင်းတို့ရဲ့ဥတီချက်ကပိတ်ကိုအောင်ပြင်မ ောက်ပါတယ်။ဆေးဝါးကုသမှုပေးနေရတဲ့ဆရာဝန်၊သူနာပြုဆရာမတွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေအားလုံးလည်းစစ်ထဲမှာအများကြီးထိခိုက်ခံစားရတယ်။အဲ့ဒီအတွက်မင်းတို့ကြင်နဲ့လိုက်ပါ။ဟောဒီမြေဝင်းကတက်တည်ပါ။ဒီမှာဆေးဝါးကုသမှုပြုတဲ့နေရာကိုစစ်ကောင်စီတက်ကန်နေပြီ။အပြစ်မရှိအပြစ်ရှာပြီးတော့မတရားပြတ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုတဲ့တက်တည်ကမှတ်တမ်းပါ။ အကြမ်းဖက်စစ်ရာဇဝင်မှုလူအခွင့်ရေးချိုးဖောက်မှုတတ်တည်တာမှတ်တမ်းဖြစ်ပါလိမ့်ရှင်ကျမရည်ရည်အောင်ပါ ARTT TV စေထုံးရဲ့တဲ့အခုအဲ့ဒီစီးတွေဘယ်မှာသွားပြီးထုတ်တာစစ်ကောင်စီရဲ့ရက်ဆက်ရုံမှူးချောင်းမှုဒီလိုမျိုးဆောင်းဆောင်ဥတာမှုပြုနေရတဲ့လူနာတွေအတွက်အခွင့်အ တရားမြတ်တာမှုကိုနိုင်ငံတကာကဒီကိုယ်ယူဆောင်ပေးကြပါလို့ပြည်တိုင်းကကြားပါရှင်ကျေးဇူးပါရှင်